မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာ ရှင်လန်းချမ်းသာကြပါစေရှင်28ရက်17လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေချောင်းတိုက်ခိုက်မှုနှင့် ခရဲရိတ်ခါထောက်ပို့မှုမှတ်တမ်းများကို ကျမတို့ဝင်းဟင်း channel မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဝိုင်းမော်မြို့နယ်တနေရာတို့တရဝူးလေတက်နှင့်မြစ်ကြီးနားလေတက်မှတက်သော Jet Fighter ၄စီးဖြင့်မနက် 6နာရီ52မိနစ်9နာရီ10မိနစ်9နာရီ38မိနစ်10နာရီ42မိနစ်နေ့လယ်12နာရီ45မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်တန်းဆယ်မျိုးနယ်တနေရာသို့တရဦးလေဓာတ်မှတက်သောဂျက်ဖိုက်တာ2စီးဖြင့်မနက်8နာရီ44မိနစ်8နာရီ48မိနစ်နေ့လယ်2နာရီ49မိနစ် နာရီ52မိနစ်နာရီ54မိနစ်နာရီ56မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သွားခဲ့ပြီးဟောမလင်းလေတပ်မှတက်သောဝိုင်းတွဲစစ်ထောက်ဖို့ဘုံကျဲလျင်တစ်စီးဖြင့်မနက်7နာရီ58မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ကလေးမြို့နယ်တနေရာသို့တရဦးလေတပ်မှတက်သော Jet Fighter နှစ်စီးဖြင့် မနက်10နာရီ26မိနစ်10နာရီ28မိနစ်10နာရီ30မိနစ်10နာရီ41မိနစ်10နာရီ43မိနစ်10နာရီ58မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သွားခဲ့ပြီးကလေးလေတက်မှတက်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလျင်တစ်စီးဖြင့်မနက်7နာရီ32မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် မြဝတီမြို့နယ်တနေရာသို့မော်ဘီလေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်မနက်09:28မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ပုံနှကြုံမြို့နယ်တနေရာသို့တရဦးလေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်မနက်09:45မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ရှေဘူမြို့နယ်တနေရာသို့ မုံရွာနာမခမတက်သောဂျာရိုကော့ပတာ3စီးဖြင့် မနက်7:00နာရီ9မိနစ်7:00နာရီ10မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ငဖဲမြို့နယ်တနေရာသို့ မကွေးလေတပ်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလျင်တစီးဖြင့်နေ့လယ်7:00နာရီ45မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနေရာသို့ မြစ်ကြီးနားလေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်နေ့လယ်12:52မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဖလန်းမြို့နယ်တနေရာသို့တရဦးလေတပ်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်နေ့လယ်2:00 2:03မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တီးတိမ်မြို့နယ်တနေရာသို့ ဟောမလင်းလေတက်မှတက်တော့ဝိုင်းတွဲစစ်ထောက်ဖို့ဘုံကျဲလေရင်တစည်းဖြင့်ညနေ9နာရီ30မိနစ်ခန့်အချိန်တွင် လေချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်28ရက်စက်တလ2025ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တရတဦးလေတက်နေပြည်တော်မကွေမြစ်ကြီးနာမိထီလာလေတက်များမှဂျက်ဖိုက်တာဝိုင်းတွဲ Y8 ဂျာရိုကော့ပတာနှင့် ပါရာမိုတာများပြန်တက်မှုအချိန်ကြီး50အချိန်ခန့်ရှိခဲ့ပြီးသခိုင်းတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တက်မှု28အချိန်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေရများမှကာကွယ်နိုင်ရန်ဝီဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်း ိမိအနေမြင်ရှိတက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ရှင်။ယခုပေါ်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှာလက်လန်းမိသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေးချောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသည်တည်။မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေချောင်းတိုက်ခိုက်မှုများကိုသိရှိရပါက ဝီဟင်း Telegram Channel ဤသတင်းလက်ခံအကောင့်ဖြစ်သော @winhinscout တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မေတ္တာရက်ခံအပ်ပါသည်ရှင်။ယခုကဲ့သို့လေချောင်းတိုက်ခိုက်မှုသတင်းများအားကြီးစုနိုင်ရန်ကျမတို့ဝီဟင်း YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါဦးရှင်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေ။